အားလုံးပဲမြင်ပါကျွန်တော်ကတော့ဗီရင်စီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်26ရက်10လ2025ကနေ10ရက်10လ2025အတွင်း မှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုညီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံတရားလေးတွေကြုံတွေ့ရတယ်လဲပေါ့နော်အဲ့တော့ကျမကြီးနဲ့ပတ်သက်ပြီးဆက်ပြောကြပါတော့ဗျာနော်အဲကျမကြီးမှာဘုဒ္ဓကုသသမီးတွေဒီကလာမှာအဓိကဝမ်းမိုက်နဲ့ပတ်သက်တဲ့ အဲရောင်းရလေးတွေဖြစ်တဲ့ကိန်းတွေမှာပါတယ်တချို့ကတော့1ပြတ်1 shot ဖြစ်တာတချို့ကတော့1ချုပ်တာဗောနော1ပုံမှန်မသွားတဲ့ခါမှာပြဿနာလေးတွေဖြစ်တာအဲဓာရီအစကြုံရတတ်တယ်ဒီဘက်မှာတော့အထက်နောက်အောက်ရှော့လို့ပုံစံမျိုးဖြစ်တတ်တယ်တချို့ကထက်ရှိတတ်သေးတယ်ဗျအဲ့ဒါဘာလဲဆိုတော့ မင်းတို့တော့ပြောတာပေါ့နော်အဲဘယ်လိုပြောမလဲဆိုတော့အမျိုးသမီးတွေပြောဆိုတော့ဝမ်းမထက်ကမှသူကတက်အိမ်ပေါ့နော်တက်အိမ်မှာမှသူကအဲအိမ်တော်ရှိတဲ့အမျိုးသားအမျိုးသမီးတွေဆိုရင်သူကဒီကလာမှာကိုုံရတယ်ပေါ့နော်ကိုုံရတယ်ခလေးရတယ်လည်းပြီးပေါ့တချို့ကကျတော့အိမ်တော်မရှိတဲ့သူတွေဆိုတော့တက်အိမ်မှာရိတ်တက်တက်လေးတွေသွားပါတော့အဲဝမ်းမကိုအကြောင်းပြုပြီးဖြစ်တဲ့အမျိုးသားတွေလည်းဝမ်းမနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တဲ့ဟိုတက်ကြီးရွယ်ဦးတွေကျတော့ဒီကလာမှာလေနဲ့ပတ်သက်တဲ့ယောဂါဖြစ်ပြီးတော့လေတဆုပ်ဖြစ်တာမျိုးလေးတွေလေဖြန့်ကျင်တယ်လို့လေဖြတ်ကျင်တယ်လို့ဖြစ်တာလေးတွေဖြစ်တဲ့နော်အဲ့လိုဖြစ်ရင်တော့ကိုယ်ချမ်းသေးတာတွေပါတယ်ဖြစ်တဲ့ เนาะဂယူဆိုင်မယ်ဒါအပြင်လက်တွေနာလာကြိုက်တာလေးတွေလည်းဖြစ်လာတဲ့ကိန်းရှိတယ်ဂယူတစ်ချက်ဆိုင်ပြီပေါ့เนาะအဲ့တော့ကျမအညာတော့ဆေးရုံစီကနေပါလေသွားမယ်ဆိုရင်အင်္ဂါသားသမီးဆရာဝန်နဲ့ပြပေးပေါ့နော်အဲဆေးရုံစီကနေမှာတွေကလည်းအင်္ဂါနာနဲ့စားတဲ့ဆေးရုံစီကနေပြရင်တော့ပိုကောင်းတာပေါ့လေနော်အဲ့တော့အင်္ဂါနာအကျိုးပေးတယ်အင်္ဂါနာစားလုံးစားလိုက်ဇာခွဲဆက်မတဲ့ညအဲ့လိုစားတဲ့ဆရာမတွေဆရာဝန်တွေနဲ့ပြရင်အနာနဲ့ဆင်းနဲ့အများဆုံးတို့ပြီးတော့ယောဂရှာဖွေတက်တာဝါလိမ့်မယ်ဗျာနော် အစားစားတွေပါလေစားတဲ့ခါမှာတော့ဖြစ်နိုင်ဒီကလာမှာဝတ်သားအမေသားလုံးဝမစားဘဲနေရင်ပို့ပြီးတော့ကောင်းမယ်ဗျာနော်အသီးနှံတွေပါလေစားတဲ့ခါမှာလည်းအနံ့ပြင်းတဲ့အသီးတွေမစားနဲ့ပေါ့နော်ဥပမာဒူရင်သီးတို့ပါတော့မစားနဲ့ပေါ့နော်နောက်ဆယ်လီနန်လို့ခေါ်တဲ့နက်နက်သီးတွေပါလေလည်းမစားရင်တော့ပို့ပြီးတော့ကောင်းမယ်လို့အကြံပေးခြင်းနဲ့ဗျာနော်အလုံးနဲ့ပတ်သက်ပြီးပြောကြပါစို့အဲဘုရုကသားသမီးတွေကဝန်သားတရားလေးတခုကအစိုးရဝန်ထမ်းတွေကဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာဘဝရုကုံသူစုတွေတွေနဲ့ ရာထူးတိုးတက်တဲ့ဆိုတဲ့အနေအထားကြီးတွေကြုံရတဲ့တော့အမရန်ဝန်သာပီတိဖြစ်ခဲ့ပါတယ်။ရာထူးတိုးဖြစ်လာတဲ့သူတွေဆိုလည်းဒီကလာမှာအောင်နေဆိုတဲ့သတင်းစကားကြုံရကြရလိမ့်မယ်နော်။ဒီချက်တွေဆိုရင်နိုင်ငံတော်အကြီးအကဲတွေပါတယ်ဖြစ်တဲ့အထိရာထူးအစ်စင်တန်းတွေမြင့်ဝန်တက်တဲ့အနေအထားမှာပါတော့အမရန်ဝန်သာဖို့ကောင်းပါတယ်ဗုဒ္ဓဂူသာသမီတွေ။ အဲ့တော့ဝန်ထမ်းတွေဆိုရင်တော့ဘာမှဆက်မကူနဲ့ရာထူးတိုးတက်တဲ့ကိန်းရှိတယ်။တချို့ကတော့အာမန်ဝန်ထမ်းတွေဆိုတော့အဲလက်ရှိအနေထားတက်သင်းမြင့်ဝါတာတို့လက်စာတွေပါတယ်ဒိုးတာတို့ကြုံရကြားရတာလေးတွေဖြစ်ကိုဖြစ်လာလိမ့်မယ်ဆိုတော့ဒီတစ်ပတ်ကာလဒီဘုဒ္ဓဂူတာသမီတွေအတွက်အဲကံကောင်းတဲ့ရက်တစ်ပတ်ကာလကိုဖြတ်သန်းရမယ့်ကာလတွေမှာပါတယ်ဝန်သာဖို့ကောင်းပါတယ်ဗျာနော်။အဲ့တော့ပြီးတော့ဒီကာလမှာကိုပိုင်စီဝါရေးလုပ်ငန်းလုပ်မဲ့သူတွေကအဲလုပ်တစ်ခုကိုစတင်အကောင့်ထဲပို့ရင်အကောင့်သုံးသောကာလပဲဗျာဒီကာလထပ်ပို့ပြီးကောင်းတဲ့ကာလမရှိတော့ဘူးလို့တော့ကျွန်တော်ပြောလို့ရမယ်။ အဲ့တော့အလုပ်တစ်ခုစတဲ့အကောင့်နဲ့ဖော်မယ်ဆိုရင်ရတယ်။တယောက်အားနဲ့မရဘူးဆိုရင်မိတ်ဆွေချင်းချင်းဖြစ်စေညီကောင်မတော်မချင်းချင်းဖြစ်စေစုပေါင်းဆက်ပေါင်းဆက်လို့ရှိရလေးတွေလည်းလောက်ဝတ်တဲ့ကိန်းရှိတယ်။တချို့ကတော့တင်လာလေးပါလေးဆိုရင်အောင်တယ်လို့နော်။လေလံဆိုရင်အောင်တာတို့အပြိုင်ဆိုင်တွေဂျာထက်ကနေအနိုင်ရရှိတာတို့ဒါမျိုးတွေဖြစ်တာပေါ့ဗျာ။တချို့တွေဆိုရင်ဘောဒူကုံတို့စုစည်းတွေပေးတာမျိုးတွေဖြစ်တယ်နော်။အဲ့တော့ဝမ်းသာဖို့ကောင်းတယ်။အဲကိုပိုင်စီဝိုင်းတစ်ခုစတဲ့အကောင့်နဲ့ဖော်မယ်သူတွေဆိုရင်ဒီကရမှာအဲဆက်ပစ္စည်းတွေရောင်းဝယ်ဖောက်ကားတဲ့သူတွေစေုံစေကနေထောင်းတဲ့သူတွေနော်စေးဆိုင်တွေဖွင့်တာတို့စားတော့ဆိုင်တွေဖွင့်တာတို့ ဆန်ဆိုင်စံပွဲရုံစီပွဲရုံဒါတွေအစားဒီဇယ်တက်စီတွေအစားပေါ့နော်အဲရောင်းဝယ်ဖောက်ကားပြီးအထက်ထက်မှာယင်းနီမျိုးနဲ့တူတွေပြီးတော့ဆောက်လုပ်ရေးလုပ်ငန်းတွေပတ်သက်ပြီးလုပ်နေတဲ့သူတွေဆိုရင်တော့အမှန်တန်ကောင်းတယ်အဲ့ဒီလုပ်ငန်းတွေကနေအဲအရင်ဒီအထက်ထက်ခါမှာကြီးကြီးမားမားအကျိုးမြတ်များစွာပြန်လဲရရှိမယ်ဆိုတော့ကိန်းထဲမှာပါတဲ့တို့ကဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်ငွေကြေးနဲ့ပတ်သက်လို့ရှိရင်လည်းဒီလိုရတာကလည်းကငွေကြေးကံလက်လာမှာပို့မယ်ကာလတည်းမှာပါတယ်။တချို့တွေဆိုရင်စုံချုံထားတဲ့ငွေကြေးတွေပြန်လဲရရှိတတ်တဲ့အကျိုးတွေပါလာပြန်ဆက်ခံတာမျိုးတွေဒီကြောင့်ရတယ်လေ။ကိုကပတ်စံငွေကြေးခက်ခဲနေတယ်ဆိုကြရင်လည်း ကိုကူညီဆောက်ချောက်မဲ့ပေးကမ်းမဲ့ထောက်ပံ့မဲ့ပတ်စံတွေပါလေချင်းငါပေးမဲ့သူနဲ့စုံစည်းရတတ်တဲ့ကိန်းတွေမှာပါတော့ဘာမှတော့စိတ်မပူပါနဲ့နော်ပတ်စံအများကြီးရတတ်တဲ့ကိန်းရှိတယ်တခုတော့ရှိတယ်သူကဒီကလာမှာကောင်းတဲ့ကံကအဲဘယ်လိုပြောမလဲကောင်းကောင်းမို့တမအာဇီဝချက်ချက်နဲ့နေထိုင်ပြီးတော့လှုပ်တဲ့ကိစ္စတွေကနေတကယ်တည်းထူးထူးချင်းချင်းအကျိုးပေးတဲ့ဆိုတဲ့ကာလတွေမှာသွားပါတယ်အဲ့ဒီမှာဗျောင်းမြန်အချိုးကြတာကတမအာဇီဝချက်ချက်မလှုပ်တဲ့သူတွေပေါ့လောင်တာလှုပ်တဲ့သူတွေဒီကလာမှာအဖမ်းစီအချုံအောင်ခံရတဲ့ကိန်းရှိတယ်ပြီးတော့ဥပမာဝန်ထမ်းတယောက်ဖြစ်ခဲ့မယ်ဆိုကြပါစို့ ဒီကလာမှာအချင်းပြတ်ချသားတာတွေဖြစ်စေတခြားကိစ္စပေါ့နော်အဲအဲ့လိုမျိုးတွေဖြစ်စေဖြစ်ခဲ့ရင်သူကဘာလဲဆိုတော့စနေခိုက်တာဖြစ်တဲ့အတွက်မင်းဆိုးရတဲ့ပတ်သက်တဲ့ကိစ္စတွေညှိဆုံပြီးတော့အစ်စစ်စစ်အမြင်များခံရတာအဖန်စီအချုပ်အောင်ထောင်တန်းကြတာဒါမျိုးတွေအစားဖြစ်တဲ့အထူးဂရုစိုက်ပေးပါလို့အကြံပေးခြင်းနဲ့နော်ပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့ဒီကလာကလုံးဝ share ပဲဗျာနော်အဲဒီကလာကပညာရေးတအားကောင်းလို့နဲ့ဆောင်ပွဲဖြစ်ရင်195ရာခိုင်နှုန်းအောင်မယ်ဆိုတော့ကိန်းထဲမှာပါပါတယ် တချို့လေးဆိုဒီကရမှာစာနာပြုစုလို့ပြီးတာတို့ဘွယ်လူဂုံလူစုစစ်တွေရရှိပိုင်ဆိုင်တာတို့အစကြုံအကြားတာမျိုးဖြစ်တယ်ဒီကရမှာမှာဆောင်းပွဲမအောင်ဘယ်ကရမှာမအောင်တော့ဘူးတော့မှအဲတင်စားပြီးပြောရမလို့ပဲပဲနော်တချို့ကကြတော့ဒီကရမှာအတင်နဲ့အစ်စ်တွေထက်တက်ရတယ်ဆရာကောင်းတမန်ကောင်းနေနဲ့စုံစည်းရတယ်မိတ်ကောင်းဆွေကောင်းနေနဲ့စုံစည်းရတတ်တဲ့ဂိမ်းရှိတော့ပညာရေးမှာတော့အရန်ကောင်းတယ်ဝန္ဒနာပိုင်းကိုပိုင်းကြောင်းတွေပါတယ်ထောင်တာမျိုးတွေတင်နှန်းကြောင်းတွေဖွင့်တာမျိုးတွေလုတ်ပြအောင်လုတ်ဆမ်းမှာပညာရေးနဲ့ပတ်သက်တဲ့ဝန်ဆောင်မှုလုပ်ငန်းအရန်အားကောင်းပါတယ်ဗျာနော် အခြေအနေအောင်နဲ့ပတ်သက်လို့ရှိရင်တော့အဲဗုဒ္ဓဂူသားသမီးတွေဒီကလာမှာနှမျိုးရှိတယ်ပေါ့လေချစ်သူရှိတဲ့သူတွေကတော့ဒီကလာမှာအိမ်အောင်ကြားတယ်မင်္ဂလာကိစ္စလေးတွေပြောဆိုဆောင်ရွက်ရတာမျိုးတွေဖြစ်တော့တော်တော်လေးအားကောင်းပါတယ်ဗျာနော်အဲ့တော့အိမ်အောင်တွေပါကြားတတ်တဲ့ဂိမ်းရှိတယ်ဝမ်းသာဖို့ကောင်းပါတယ်ချစ်သူမရှိတဲ့သူတွေလည်းချစ်သူကြားတတ်တယ်တချို့ဟိုချစ်သူရှိတဲ့တန်လန်းဖြစ်နေပါသေးတချို့ချစ်သူမရှိတဲ့သူတွေဖြစ်စေကိုယ့်ကိုထပ်ပြီးချစ်တဲ့ခင်တဲ့သူတွေဝင်တဲ့အခါမှာအစ်စ်ဝင်တဲ့သူလိုအရင်ကပတ်သက်ခဲ့တဲ့အိမ်အောင်ဘဟောင်းတို့ချစ်သူဟောင်းတို့ကကိုယ့်ကိုလာပြီးပြန်ပြီးဆက်သွယ်ပြီးရောစကားပြောဆိုတာမျိုးတွေကြုံရတတ်တဲ့ဂိမ်းပါတယ်ဗျာနော်ဂိမ်းတော့ဆက်ပြရမှာပေါ့ တချို့ကလေးတွေမှာကိုကလက်ရှိမှာချစ်သူတာရှိနေတယ်လို့ပဲအတိတ်ကိုလည်းကိုကမမေ့နိုင်ဘူးအတိတ်ကပြန်လာတဲ့ခါမှလည်းပြန်လက်ခံခြင်းတဲ့ခါမှသုံးမွေဆိုင်ပြဿနာမျိုးတွေကြုံရတတ်တယ်တချို့ကတော့ကိုချစ်သူအိမ်တော်ဘက်အရင်ဟောင်းကိုပြန်ပြီးတော့သွားတဲ့ခါမှဒီဘက်ကလူပန်းနေထိုင်နေအသက်ကွယ်ပြီးကြံခဲ့တတ်တယ်ဒါမျိုးတွေကသာသွားရှုပ်ထွေးမှုတွေကြုံရတတ်တယ်သတိထားပေါ့ဒီကရမှာပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်စနေတာသမီးဘုဒ္ဓကူတာသမီးကောင်းကောင်းကြီးဒုက္ခပေးလိမ့်မယ်သူတို့ကိုအကြောင်းပြုပြီးတော့ပြဿနာလေးတွေကြီးကြီးမားမားတက်တာအဆက်အသွယ်အကျိုးနဲ့ဖြစ်တာလေးတွေကြုံရတတ်တော့အထူးသတိထားပဲ မင်းအစိုးရနဲ့ပတ်သက်တဲ့ကိစ္စညှိဆုံပြီးအမှုခွင်ရန်ဆောင်ရတဲ့ကိန်းချီတဲ့မပေါ်ဆက်ပါနဲ့နော်အဲအထူးသတိထားပေးပါအော်တိုဘာလ26ရက်29ရက်29ရက်30နော်ပြီးတော့31ရက်နိုဝင်ဘာလ1ရက်အဲ့ဒီရက်တွေကတော့အမရကံကောင်းတယ်ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်အဲ့ကလာမှာထီစုကြီးပေါက်သလိုရတတ်တဲ့အမွေနစ်တွေရတာမျိုးတွေဖြစ်တတ်တယ်ဝါနာဘာလို့ထီကံဆန်းကျင်နေဆိုလဲကဏ္ဍလေးပြေးမယ်ပေါက်တော့လဲတယောက်တူပဲပေါ့နော်အဲ့တော့အပူခွက်လေးမြန်မာလေးထုတ်ပေးထုတ်မယ်ဆိုတော့ငါးဆငါးဆုံးဆိုတဲ့ကဏ္ဍလေးကန်ဆန်းကြည့်ပါနော် တော့အဲ့ကာလမှာ तू ကဘွတ်တူကုံလို့စုထည့်တဲ့ရတယ်ပညာရေးနဲ့ပတ်သက်ပြီးတော့ဆောင်ဝယ်ဖြစ်လာတဲ့ဆိုရင်အင်တာဗျူးဖြစ်လာတဲ့ဆိုရင် तू ကအောင်တယ်ဆိုတဲ့သတင်းကကြုံရကြားရတယ်အကျုပ်ကတော့ပျော်ဝဲစားခီးတို့ဘာသာရေးနဲ့ဆက်နွယ်တဲ့ခီးတို့အလူတန်းတို့အဲ့ရပိုင်းမှာထားလို့ကတပြီးတော့မင်္ဂလာရှိတဲ့ခီးလေးတွေသွားထက်တဲ့ဂိမ်းပါတော့အရန်အားကောင်းပါတယ်ဗျနော်အောင်တော်ဘာလာ28မှာတော့အညံ့လေးတွေရှိတယ်လူရင်းလူယုံဒုက္ခပြတတ်တဲ့ဂိမ်းရှိတယ်လူလိန်ခန်းတတ်တဲ့ဂိမ်းရှိတော့ဘသူဘသူမှမယုံပါနဲ့နော်သွားလာလို့ရတဲ့ခါမှာလည်းအက်ဆီဒန့်ဖြစ်တာလေးတွေဖြစ်စေအဆက်စီအမေမြန်ခန်းတာလေးတွေဖြစ်စေဖြစ်တတ်တယ် ကိုကြောင့်မဖြစ်အောင်တခြားသူတွေကြားထဲမှာညက်ပါသွားတော့သတိထားပါဘောနော်။ကံရရဲ့ထောက်ပံ့မှုအပြေအဝရအောင်နှုတ်နဲ့ရအောင်အစိမ်းရအောင်အနီရအောင်နော်အဝါရအောင်အဲ့ဒီအရာတွေကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါ။ဒါအပြင်မင်းမျိုးရအောင်ဆုံးပိန်ပန်းဗရိမနိုင်ပန်းအဲ့ဒီဘန်တွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖះမှာဖះပန်းခရပဲဖြစ်စေနေအဲ့ကနေမှအလပန်းထိုးတဲ့နေရာမှာပဲဖြစ်စေပြုတ်လို့သုံးဆွဲပေးပါအဲ့တော့ဒီကလမှာကျောင်းရဲအညံ့တွေกินပြီးတော့ကောင်းတဲ့ကံတွေပို့ကောင်းအောင်ရတရာလေးခြေချရအောင်ဗျာနော် အဲရေရီအနေနဲ့မလုပ်ရမလဲဆိုတော့အဲဆုံးကကြောင်းနေတဲ့ဒီပေါ့နော်သီလရှင်ဆရာလေးတွေကိုစေဝါဒါနလေးဒါနအဲဒါနပြုလူတန်းပြအောင်လူတန်းပေးပါနော်စေဝါဒါနလူတန်းပေးရမယ်ဒါဆိုတော့ကိုယ့်ရဲ့ကံတရားလေးတွေကလက်ရှိထက်တစင်ပို့ပြီးမြင်မာပါရမယ်အဲကြုံရတဲ့အញ្ញံခိုက်တွေကင်းအောင်ကိုဝတ်ခတဲ့အဝတ်စားအဟောင်းအနှံတွေကိုလမ်းတွေကအမိုက်ပေါ်မှာကိုယ်တိုင်ကိုယ်ကျသွားရောက်ဆွံ့မြေပလိုက်ပါဒါဆိုတော့ကြုံရတဲ့အញ្ញံတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဘုရားကူတန်သမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျင်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ဆရာဆုံးအောင်တောင်းဝေးပါတယ်